ပရိသတ်တွေကလည်းသိလားကွန်မန့်မှာလေ family ဘုံအောက်မှာလာလာပြီးပြောတာအကိုရဲ့အကိုကောင်မလေးကိုတဲ့ပြင်းနေမှာကိုဘဲကြီးကခေါ်သွားပြီးတော့အဲ့ဘဲကစားဘဲကြီးဆိုတော့ကိုမအကိုမန့်ကိုဖက်ပြီးတော့လေဘာလဲပေါ့နော်မိမကိုလည်းပြဘာပြောရလဲမသိဘူးလို့ဘာပြောနေရလဲဆိုတော့အမဟုတ်ဦးတွေအချင်းမှပြေးရှိပြရအခုကိုမြင့်မြတ်ကပြင်းနေရောက်သွားပြီတဲ့အဲ့ဒါကိုပြောအော်မသိပါဘူး ကိုတော်တော်လက်သွားတယ်မဟုတ်ဘူးလက်သွားတယ်ခါလေးကျရင်ကိုမအောင်ပါလေအဲ့လိုလလာပြောတာလက်လက်ပါလက်လက်ပြီးတော့အမအရင်ဦးအောင်ကိုကအရင်ဦးအောင်ပြရတယ်ပြရတယ်အဲ့ကြောင့်အခုလည်းမြင်သွားရင်မလွယ်ဘူးဟုတ်တယ်အဲ့ကြောင့်မေးလဲအပြင်လားထဲလားပြင်ပြမေးနေရတယ်ကျော်ရဲခွာတဲ့ပြည်သားမျိုးကွာ။မာယာအခုလက်ထက်မဲ့သုံးဖို့ရအကြောင်းမာယာဘယ်လောက်ထိသိလဲ ဲ့ဒီကောင်ဘလော်ဒီအောက်တန်းကြတဲ့လုပ်တွေလုပ်သွားလဲဆိုတော့မာယာသိလားဟုတ်မင်္ဂလာပါဒီချက်မှာအပြည့်ရှိတဲ့သလန်တွဲထဲမှာစော်ထက်ခရိုက်တာပေါ့သူကတော့အချက်လဲကြီးတယ်အညှိုးလဲကြီးတယ်ဆိုတော့ပုံစံမျိုးလေးပေါ့ချက်ကအပြည့်ရှိလားပြန်မေးရပါဘောနော်သိပြီအခုချက်ကတော့ပြည့်မရှိဘူးစော်ထက်ချက်ကတော့အဲဟိုပါစော်ထက်ကအဲ့လိုအချက်လဲကြီးတယ်အညှိုးလဲကြီးတယ်ဆိုတော့ပုံစံမျိုးတော်တော်တော့ချက်ပါလေအဲကိုကိုမင်းမြတ်နဲ့ဆုံမယ်ပြီးတော့အောက်ဦးမင်းနဲ့ဆုံမယ် ကိုကတော့ကိုမင်းမင်းနဲ့စုံတော့စူးစမ်းရတာပေါ့လေကိုကစီနီယာလည်းဖြစ်တယ်ဟိုဟွာလည်းကြီးရဲ့တပါလည်းအများကြီးရှိတယ်ဆိုတော့အကိုနဲ့တော့မမတို့ရအောင်တော့အများကြီးပေါ်ပေါ်ဒီလို့ဇော်ဓက်ကထင်တာပေါ့လေဒါပေမဲ့ဇက်ဇက်အရာတော့ပေါ်ဒီမဟုတ်ပါဘူးကိုကသူ့အတူလမ်းမှာစုံရင်းနဲ့မမတင်တွေ့သွားတာပေါ့ အဟုတ်တယ်သူကရှေ့မှာလဲဇိုထက်နဲ့ဆုံမုံနေရအဲ့လိုတငယ်ချင်းချင်းချင်းကတွိုင်းလိုက်နေသူတငယ်သူကောင်မလေးကိုဇိုထက်ကောင်မလေးကိုဆုံမုံကလူလူသွားတဲ့ပုံစံမျိုးတွေခဏခဏကြုံနေရတာဆိုတော့ဒါကိုလဲသူကလူငယ်လို့ပဲထင်တာပေါ့လေအဲ့ဒါကတော့ဆုံမုံကလူသွားတာမဟုတ်ပါအဲ့ဟုတ်တယ်နော်ဆုံမုံကဆော့ကြည့်နေအဲ့လိုကာကာရိုက်တာတော့အားမကြပါဆုံမုံကာရိုက်တာတော့အားမကြဘူးဆော့လည်းမကြည့်ချင်ပါဘူးဟုတ်တယ်ဒီချိန်မှာဆော့ကြည့်နော်ဆော့ရလူပြောမှကြည့်ရမှာလေနော်ဒီချိန်မှာကြည့်ရင်တော့မရပါဘူး အဲ့ဒါအတိတ်ကမှကျန်ခဲ့ပြီလေနော်အဲမူကြီးကအဲ့လိုမျိုးတွေမူကြီးကြီးမှလည်းကျွန်တော်တို့ကအဲ့လိုပြောလို့ပြောတာမရှိဘူးဆိုတော့မူကြီးအဲ့အပိုင်းတော့ပုံရိုးတော်မဲ့အပိုင်းတွေပါတယ်သူမသိသေးဘူးပေါ့နော်ဒီမြန်မာမျိုးကလည်းသူရှိမှအဲ့လိုမျိုးတွေပြောပြဖို့ဆိုကြည့်တယ်ကျွန်တော်စကားမှမဟုတ်ဘူးသူကဗမာကဆိုအကုန်ကြည့်တာဟာတာကားတွေဆိုသူကပုံကြိုက်တယ်ကြည့်တယ်ဟိုတော်တော်များများကျွန်တော်တို့မြန်မာကတော့ဒီမိဘဟိုမိဘနဲ့တူတူကြည့်လို့ရတဲ့ကားမျိုးတွေပဲပြတာပေါ့လေအဲ့လိုရွေးချယ်ပြီးတော့ပြတာအဲ့ဒါနဲ့အပြင်ကခေါက်ခွက်မယုံလေး ။ဘယ်လိုဖြေရမှန်းမသိဘူးကျင်းနေ။ခေါင်းကျင်းနေ။ခေါင်းကျင်းနေဟုတ်တယ်။ဒီမှာနှစ်ယောက်ဆိုတော့ပုံမျိုးလေးတာ။ပြောပြအောင်မယ်ပြိဿတ်တွေကလည်းသိလား။ခွန်းမတ်မလေး family ပုံအောက်မှာလာလာပြီးပြောတာ။အကိုရဲ့အကိုကောင်မလေးဟိုတဲ့ပြင်းဦးနဲ့မှာကိုဘဲကြီးကခေါ်သွားပြီနော်။အဲ့ဘဲကရှားဘဲကြီးဆိုတော့ကိုမအကိုမန့်ဖက်ပြီးရလေ။ဘာလဲပေါ့နော်။မိမကိုလည်းပြဘာပြောရလဲမသိဘူးလို့ဘာပြောနေရလဲဆိုအမဟုတ်ဘူးလေအချင်းမပြည့်ရှိသေးရအခုကိုမြင့်မြတ်ကပြင်းဝင်ရောက်သွားပြီတဲ့အဲ့ဒါကိုပြောအော်မသိပါဘူး လက်သွားတယ်မဟုတ်လားလက်သွားတော့တခါလေးကျရင် comment အောက်မှာလေအဲ့လိုပြလာပြောတာဆိုလက်လက်သွားလမ်းပြီးတော့အမအရင်ဦးအောင်ကိုကအရင်ဦးအောင်ပြရတယ်အဲအကြောင်းအခုလည်းမြင်သွားရင်မလွယ်ဘူးဟုတ်တယ်အကြောင်းမေးလဲအပြင်လားထဲလားပြင်ပြန်မေးနေရအခုနပြောအခုချက်မှာအပြင်မရှိဘူးကျွန်တော်လည်းအရင်တော့အဲ့လိုသမီးသားဘွားတော့အဲ့လိုအရန်ချစ်တယ်ပြီးတော့ကျွန်တော်လည်းဒေါသကြီးတတ်တဲ့အထက်မှာပါတယ်ပါတော့အဲ့လိုရန်ဖြစ်တာတွေပါတယ်တော့သမီးသားဘွားမှာရှိတာပေါ့လေအဲ့တုန်းကလည်းဒေါသကြီးခဲ့တာရှိပါတယ်ဟိုအချစ်ချင်းတော့ဒေါသကြီးတယ်ဆိုတဲ့ဟာလည်းရှိလို့လည်းဒီစကပုံကရှိထားတာဆိုတော့ ရှိပါတယ်ဟိုဘဝမှာအမှားအများဆုံးကဒီဒေါသကြောင့်ပဲဖြစ်တာဒေါသထွက်ပြီးတော့အများဆုံးပြန်ကျွန်တော်ကအဲ့လိုပစ္စည်းတွေပါရိုက်ခွဲတဲ့အခြင်းရှိတတ်တယ်ရှိတတ်တော့အဲ့လိုဒေါသထွက်ပြီးအဲ့လိုလုံခဲ့မိတဲ့အရာတွေပြန်စဉ်းစားလိုက်ရင်ဘာမှမဟုတ်တဲ့အချိန်ခဏလေးပဲဒေါသထွက်တယ်ဆိုတာ၄-၅မိနစ်လောက်ပဲကြာတာအဲ့ဒီအချိန်လေးမှာထိန်းလိုက်ရင်လို့ငါဆုံးရှုံးမှုတွေလည်းမရှိဘူးပေါ့လေပြဿနာဆိုတာလည်းမရှိတော့ဘူးဒီဒေါသလျောက်ဆက်ပြီးတော့သိုးနေမိုက်နေမှသာနေပြဿနာကြီးဖြစ်လာမဖြစ်တဲ့နိုင်ဖြစ်တာအဲ့ဒါလေးကိုကိုသိလာတဲ့အချိန်မှာဒီဒေါသကိုရအောင်ထိန်းမယ်ဆိုတော့ ဟာလေးကိုစူးစမ်းပြီးလုပ်ရတာပေါ့အခုနောက်ပိုင်းတော့ဒီဒေါသကိုထိန်းဖို့အတွက်ဆိုရင်ကျွန်တော်အဲတရားထိုင်တာပေါ့တရားထိုင်ရင်ထိုင်ရင်လည်းကိုယ်စိတ်ကိုကိုမြင်အောင်ကြည့်တယ်ကိုယ်စိတ်ကိုကိုနိုင်အောင်ထိတဲ့ဟာလေးကိုစူးစမ်းရတာပေါ့အခုတော့တော်တော်လေးကိုဒေါသကိုထိန်းချုပ်နိုင်နေပြီပေါ့အဲ့လိုပါမှာပေါ့လေနော်အကုန်လုံးစုပေါင်းပြီးဖြစ်သွားတာဆိုတော့အဲအကြောင်းအရာတစ်ခုတည်းကြောင်းတော့မဟုတ်ပါဘူးသမီးလေးရောက်လာတာလည်းပါတယ်ပြီးတော့ဒီရွှေရွှေနဲ့ပျော်ရွှင်တဲ့မိသားစုကိုတိစောက်ချင်တာလည်းပါတယ်ပေါ့အဲ့ဒါလည်းကြောင်းပါအချက်မှအပြည့်ရှိဇလန်တွေကအပတ်စဉ် တဲ့နေနာဘုရားကိုကြာတာအဲတဲ့နေနာဘုရားကိုစနေတောက်ကြဆိုရင်မနက်9နာရီပြနေပြီဆိုတော့အဲစကားလေးကိုကြည့်ကြည့်ရအောင်လို့ဖိတ်ခေါ်ချက်ပါ